ုချင်ဩကျွန်တော်လေးလာတိတိကြာရောဟုတ်ကဲ့လေးလာပြောင်းဟုတ်ကဲ့လေးလာပြောင်းကျွန်တော်ဒီနှစ်က9 live ပဲစိုက်တာဟုတ်ကဲ့9 live 9 live ဆိုဧကနဲ့တွက်မှာဆိုရင်ဧကနဲ့ဆိုလို့ရှိရင်တော့နေကောက်ကိုလောက်ရှိတယ်ဟုတ်ကဲ့နေပြောင်းဘူးစိုက်မလို့ရေဖြည့်လိုက်တာနဲ့ငက်တွေကြပါတယ်ငက်တွေအများကြီးကြပါတယ်ဟိုမှာအမဲကောင်ကပါလေငက်တော်အောင်ကဗျိုင်းတို့ဇရက်တို့စုံနေရတယ် ခါတခါကဲကိုအောင်ပြောင်းဆိုင်နေပါတယ်အခုကရေသွင်းပြီးသွားပြီဆိုတော့လေကစင်းယူနာတကယ်အောင်မဲ့ဟာတွေအရင်ဆိုင်နေတယ်ရခင်ကစဘာဆိုင်ခဲ့တဲ့လေကွင်းဖြစ်တဲ့အတွက်ကောက်ယိုးတို့စဘာလက်ကြံတို့ကိုမိရှုထားတဲ့ဟာတွေဖြစ်တယ်ကောင်းရဲ့ ဒီစပခွန်နဲ့ဒီကောက်ရုံးမြင်နဲ့မီးလောင်ကြီးကြံခဲ့တဲ့ဟာလေဘာဖြစ်လို့မျောစာအနေနဲ့မထားဘဲနဲ့ဘာဖြစ်လို့အပြင်ထုတ်လိုက်ရအဲကျွန်တော်ကျင်းပေါက်လေးရဲမှာတကယ်လို့ခောက်ပြီးဝင်သွားရင် ပြောင်းစီအထဲကိုမကြတော့အပင်အပေါက်အာမကောင်းလို့ဘေးကိုဖယ်ရတာဖြစ်တယ်ဟုတ်ကဲ့သူအမြစ်တွယ်ဖို့ခက်လို့လားဟုတ်လားအမြစ်တွယ်ဖို့ဟုတ်ကဲ့အပေါ်ရမဲတွယ်ရမလို့ကြာရှည်ကြတော့သူကအပင်ကတည်သွားနိုင်တယ်လေဆွဲအနေနဲ့ဟုတ်ကဲ့ ဘာဖြစ်လို့အဲ့လိုလေကစင်းရိုးဘေးနားမှာအရင်ဆိုက်ရတာလဲကိုကိုအောင်ရေဟောဒါပြောမှာဆိုလို့ရှိရင်လေကစင်းရိုးဘေးနားပူကောင်းစရာအဖူလည်းတအားကောင်းတာဟုတ်ကဲ့ဟုတ်ကဲ့ပါအောင်မြင်တဲ့အဖူရတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့လာကိုအောင်ရဲ့လေကွင်းမှာသူတနှစ်မှနှစ်တီးပေါ့နော်စဘာတတိဆိုင်တယ်ပြီးပြောင်းတတိဆိုင်ပါတယ် ျွန်တော်တို့အပေါက်ကောင်းသွားအောင်လို့အမြင့်ဆရာကောင်းအောင်ဆိုပြီးတော့ကျွန်တော်အပေါ်အသေးဖုံးပေးရတယ်ဟုတ်ကဲ့။ဩသေးပြန်ဖုံးပေးရတယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ အဲတလနဲ့9ရက်ရှိရက်30နဲ့9ရက်ပေါ့ကျွန်တော်ရေ3ငါမြောက်ရှိပြီစိုက်တာပေါ့မှာ3ငါမြောက်မျောသားနှစ်ပြန်ရှိပြီခင်ဗျအော်မြတ်သက်ဆေးပါဖြန်းရသေးလားဟုတ်ကဲ့ဟုတ်ကဲ့မြတ်သက်ဆေးဖြန်းရတယ် 我嘛，我我单位的矿泉水这个现在。矿了、啊。 တ်နေပါဟုတ်ကဲ့အခုဆိုလို့ရှိရင်ဒါရက်80လောက်ရှိပြီပေါ့ဟုတ်ကဲ့ဩနောက်တစ်လဆက်သိမ်းလို့ရပြီဟုတ်ကဲ့ဩခြေသွင်းတာတော့ဆိုလို့ရှိရင်ကျွန်တော်6ခါရှိပြီဟုတ်ရေတင်တဲ့နေရာကြီးကြောင်နည်းနည်းနှိမ့်တာပေါ့ဩတင်ပြီးပြစင်းသွားနေကြောင်မြင့်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ခါတဲ့တောင်စီအောင်ပြထောက်ရတယ်ဟုတ်ကဲ့ ျွန်တော်လေးလာတိတိကြာပါဟုတ်ကဲ့လေးလာပြောင်းဟုတ်ကဲ့လေးလာပြောင်းကဲဒါအရင်စိုက်ခဲ့တဲ့နေရာတွေအခုကအကုန်လုံးပြောင်းစားချိုးပါပြီဟုတ်ကဲ့ကျွန်တော်ဒီနှစ်က9 live ပဲစိုက်တာဟုတ်ကဲ့9 live 9 live ဆိုဧကနဲ့တွက်မှာဆိုရင်ဧကနဲ့ဆိုလို့ရှိရင်တော့နေကွယ်လောက်ရှိတယ်ဟုတ်ကဲ့နေကွယ်တော်ရွေးအိုက်ခင်ရသေးတယ်ဟိုမှာဟိုမှာဇင်မာလိုက်တို့အထက်ကအကွာတချိုးအလမီနာကဲလီပဲ Oh, nhau mới lóc đi vậy thà, nên đi lê luôn. Ngã bên nó sẽ, ok. Ngã bên nó sẽ. Mình cái đoạn lì bên nó sẽ về xí. Oh, đi ni gì cao nè. Gì cao nè, ok. Ta đó mua tới chân mi lại đấy, nó. Ok, ok. Đi nuôi mua vào nó, tới chân mua, tới chân mua mà, oh, tập okay. okay, okay. oh, ba right ဆယ်ရက်လောက်ကိုမိုးမီထားပြီဒါပေမဲ့ပြောင်းပြောင်းကစပားလို့တော့မဟုတ်ဟုတ်ကဲ့ဟိုနဲ့ကိစ္စတော့မရှိဘူးမိုးရွာလည်းရောင်းလို့ရတယ်လဲသွားမှာနော်ဟုတ်ကဲ့လဲသွားမှာအပင်ဒီပါပေါက်တာမျိုးရှိတယ်ဒါကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့ဒီထိုင်းနိုင်ငံကိုရွှေ့ပြောင်းအလုပ်လုပ်ကင်တဲ့လူဖြစ်တယ်ကျွန်တော်တို့တောင်သူဦးကြီးလယ်သမားလည်းဖြစ်တယ်ကိုအောင်ဖြစ်ပါတယ်ဟုတ်ကဲ့ကိုအောင်က တစ်ဖက်မှာကုန်စီပို့ဆောင်ရေးမှာလောက်ကောင်းလောက်ကိုင်းနေပါတယ်တစ်ဖက်မှာလည်းဒီမှာလဲလောက်တယ်ပြီးရင်ဒီຫນွေမှာတော့ကျွန်တော်အသူကပြောင်းဖူးစိုက်တာဖြစ်ပါတယ်အဲ့တော့သူကတာသမီအဲတမီ၃ယောက်ရှိတယ်ဇနီးတယ်လည်းရှိတယ်အခုကသူ့ရဲ့မိတ်ဆွေညီကိုမောင်နှမတွေဒီမှာလာရောက်ပြီးသူပြောင်းချိုးတဲ့ဝိုင်းမီကူညီပေးတာဖြစ်ပါတယ်ဒါကျွန်တော်လက်နဲ့အာလက်နဲ့ကြည့်တော့ လက်နဲ့ချိုးတာပို့ပြီးအဆင်ပြေပါတယ်ဟုတ်ကဲ့စက်နဲ့ကအဆင်မပြေစက်နဲ့ဖိတ်တယ်ညာစက်နဲ့အများကြီးဖိတ်ပါတယ်စက်နဲ့ရိတ်ဟုတ်ရှင်မလဲတဲ့အပင်လဲတဲ့အပင်နော်ဟုတ်ကဲ့လဲတဲ့အပင်လဲတာဆိုတာခွေးတိုးတယ်လေတိုက်တယ်အဲ့ဒါတွေကြတော့အလီလွင့်ရှိတာပေါ့နော်ဟုတ်ကဲ့ဒီကောင်ကတော့အလီလွင့်မရှိတော့ဘူးဒါကြောင့်အကုန်လုံးတည်တည်တတ်တတ်ဒါစေတနာနဲ့ဘောအလုပ်တစ်ခုလုပ်တယ်။ तू အမှန်က तू 30နှစ်ရှိမှနေလေ။ 30နှစ်ဆိုလို့ရှိရင်ချိုးတဲ့လူရောဒီဟိုသာဖြစ်တာရော30နှစ်ဆိုတာကီလိုလားဟုတ်ကဲ့ကီလိုကီလိုနဲ့ပဲတွက်ပါတယ်ထိုင်းနိုင်ငံဆိုတော့သူ့အမှားဆိုလို့ရှိရင်35ဟုတ်ကဲ့ပြောင်းကတကီလိုဒီနှစ်ကိုတကီလိုကို9ငါးဘတ်နဲ့ပြား90ငါးဘတ်နဲ့ပြား90ရပါတယ်အရင်နှစ်ကတော့၄ဘတ်၄ဘတ်နဲ့ပြား90၄ဘတ်နဲ့ပြား90တပတ်တိုးလာတယ်ဒီနှစ်ကတော့ကိုအောင်ရဲ့ မွေးမြူထားတဲ့ဝက်လေးတွေဖြစ်ပါတယ်။အာနလကြော်ပြီတနေ။ဟုတ်ကဲ့နလနလနလခွဲပေါ့။နလခွဲလောက်ရှိပါပြီ။ဒီချူပြရပါတယ်။ကိုအောင်တော့ကြက်လည်းမွေးတယ်ဝက်လည်းမွေးတယ်။ရော့ကျွန်တော်ကုံစီပို့ဆောင်ရင်းမှာလည်းအလုပ်လုပ်ပါတယ်။အဲ့တော့နေ့ဖက်မှာတော့ဒီလိုလုပ်တာပေါ့။ညပြန်လာတာနဲ့သူ့ရဲ့လယ်လုပ်တယ်ပြောင်းဆိုင်တယ်။အဲ့တော့ သူရဲ့လုပ်ငန်းကတော့နေ့မအားညမအမြဲတော့လုပ်နေရတယ်ပတ်နေရတာဖြစ်တယ်။ကဲဒီနေ့ကပြောင်းစေးလေးလည်းကောင်းတယ်ဆိုတော့ကိုအောင်ရေဒီွက်လေးလည်းနောက်ထပ်တလကျော်နလလောက်ဆိုရင်တော့ပေါ်ပြီဆိုတော့ငါတို့ပွဲကြီးပွဲကောင်းလုပ်ကြတာပေါ့ဗျာ။ကောင်းတာပေါ့ဗျာကောင်းတာပေါ့